ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပတ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာဒီကနေ့မှကြာတော့ကျွန်တော်တို့ဒီမြေပဲရွေးတဲ့စစ်ပေါ့နော်ကျွန်တော်တို့ဒီဒီမော်တာတွေကတော့3 phase မော်တာလေးပေါ့ခင်ဗျာနော်တောက်ခါစစ်လေးကျွန်တော်တို့မြေပဲတွေကို စကားပေါ်တင်ပြီးတော့မှကျွန်တော်တို့ကမြေပဲအရွယ်အစားအကြီးနဲ့အသေးကိုခွဲတဲ့တောက်ခါစစ်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွားရောက်ပြီးတော့ဆက်စည်းတဲ့အခါမှာမော်တာကမလဲပဲနဲ့ကျွန်တော်တို့ ဖြည်းဖြည်းချင်းလဲနေတာကိုတွေ့ရပါတယ်ခင်ဗျာเนาะကျွန်တော်တို့3 phase motor တွေမှာဆိုရင်အာမီ3 line ပေါ့เนาะ3 line မီလာပြီးလို့ဆိုရင်တစ် line ကမီပြတ်တောက်သွားမယ်ဆိုရင်ကျွန်တော်တို့ motor လဲနှုံးလေးကနေပြီးလို့လဲနေမယ်ပေါ့เนาะတကယ်တော့ကျွန်တော်ကရေးစစ်အထုပ်ပြုတ်လိုက်မယ်ဆိုရင် motor လောက်ကျွမ်းတက်ပါတယ်ခင်ဗျာเนาะအပေါ်မှာတင်နေတဲ့မြေပဲစစ်အကြီးလေးတွေကကျွန်တော်တို့ဒီတနေရပေါ့เนาะခွဲထားပြီးတော့ဒီအခွဲထဲကိုကြပြီးလို့ရှိရင် ောက်ကစကားတိတိလေးရကြတော့ကျွန်တော်တချမ်းထိုက်တယ်ပေါ့နော်ဒီမှာသူတို့ကဘရီကာကိုအတုပ်ပြုတ်ပြီးတော့မိတ်ပါဝါကိုဓာတ်ရိုက်ထိုးတယ်ပေါ့ခင်ဗျာနော်တခါတလေကျွန်တော်တို့မိတ်ပါဝါထိုးတက်တဲ့အခါမှာဆိုရင်ရေတွေစူဆော့မှုဖြစ်နေလို့ဆိုရင်ဆော့ဖြစ်တတ်ပါတယ်ခင်ဗျာနော်အဲပြီးသွားလို့ဆိုရင်ဒီမှာကျတော့ဒီတုတ်ကာစစ်လေးမှာကျွန်တော်တို့စစ်ဆေးပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီမီးတဖွဲ့ပြနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ကလိုက်ရှာမယ်ပေါ့နော် လောလောဆယ်မှာကျွန်တော်မိဘတိကောက်ကိုလည်းပဲကျွန်တော်ဒီမော်တာထားထားတဲ့နေရာနဲ့တော်တော်လေးအလန့်အဝေးမှာကျွန်တော်တို့ဘရိကာသူကြီးဖြစ်ဘရိကာလေးတခုကိုတွေ့တယ်။ပြီးတော့ကျွန်တော်ကကျိုးလေးတွေကိုဖြုတ်ထားတယ်ဒါကတော့မိမိအဖွဲပိတ်ပေါ့ခင်ဗျာနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အာဒီဘရိကာလေးကကျွန်တော်30 MP ပေါ့ခင်ဗျာနော်အဲခန်းလန်းလန်းလေးရဲ့ဒီဘရိကာတခုတည်းကိုပဲအတုပ်ပြုတ်ပြီးတော့တို့ကအဲပါဝါ plan ပေါ့နော်ဒီမှာကျွန်တော်တို့ရှင်းထားပြီးပြီးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမီပဲအကြီးအသေးရွေးတဲ့နေရာမှာကျွန်တော်တို့ကနှစ်ခုရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုစမ်းကြည့်ရဲ့ဟိုတွေကိုကျွန်တော်တို့အာကျွန်တော်လည်းပဲဒီမှာအလုတ်လုပ်နေရင်းနဲ့ကျွန်တော်တို့ဗီဒီယိုလည်းတစ်ဖက်ရိုက်နေတယ်ဆိုတော့ကျွန်တော်နည်းနည်းလေးခက်ခဲနေတယ်ပေါ့နော်အဲ့တော့ဒီဖြုတ်ထားတဲ့ကျိုးကိုကျွန်တော်တို့ပြတ်တတ်မယ်ပေါ့နော် ပြုတ်ထားတဲ့ကျိုးကိုကျွန်တော်တို့ကသူ့ရဲ့နေရာအတိုင်းရအောင်ကျွန်တော်တို့ပြန်ထည့်မယ်။ပြန်ထည့်ဝပြီလို့ရှိရင်ကျွန်တော်တို့ကမော်တာကိုမောင်းဆန့်ကြည့်မယ်ပေါ့နော်။အခုဒီမှာဆိုရင်ကျွန်တော်ကဒီဖုန်းကိုအင်ဂျီရဲ့အိတ်ထဲမှာထည့်ပြီးတော့ကျွန်တော်ရိုက်ပြထားတာပေါ့နော်။တောက်ခါမှုလေးတွေဗီဒီယိုအတိတ်အဆောင်လေးတွေဖိတ်သွင်းရတယ်။အနှဲငယ်လေးတိကံပေးဖို့တောင်းပန်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ wire ကျိုးလေးတွေကိုကျွန်တော်တို့က UVW အဲကျွန်တော်တို့မိုင်အောင်ထည့်ပေးမယ်ပေါ့နော်။ ဒီဒုက္ခဆင်းရဲကြတော့လူတီရှင်မော်တာရဲ့လန်နှုံးမားလို့ကတော့ဘာမှမဖြစ်ဘူးခင်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့ကအစဖြုတ်ကလေးကဒီဝါယာကျိုးရဲ့ကာလာအယောင်လေးကိုကျွန်တော်တို့ကအမီးရဲ့ကျွန်တော်တို့ဒီအဝဲထွဲမှာကျွန်တော်တို့အထွဲပဲမှာဘာအယောင်ကာလာလေးတွေဆိုတော့ကျွန်တော်တို့ကတကားတည်းမှတ်သားတပြီပေါ့နော်အခုဒါဆိုရင်ကျွန်တော်မိတ်တင်လိုက်ပြီပြီးွားရင်ဟိုဘေးမှာမော်တာကိုကြည့်တဲ့အခါမှာမော်တာကမလဲဘူးပေါ့နော်ကျွန်တော်ထပ်ပြီးတော့အာ ပါဝါရဲ့ပလတ်မှာကြတော့ကျွန်တော်တို့300 380 390ပုံမှန်လာနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပိုင်စင်ကိုပြောတယ်ပေါ့နော်ကျွန်တော်ကဒီဘရေကာအဝေးမှာထားပြီးတော့ဒီပါဝါပလတ်လေးကိုဒီလိုလေးပဲဖြုတ်လိုက်တောင်းလိုက်လုံထဲလိုက်လုံနေမယ်ဆိုရင်ကျွန်တော်တို့အတုပ်ပြူတူတဲ့ NDS ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကအာမိတ်ဘရေကာလေးတစ်ခုကိုဒီမော်တာရဲ့အနီးနားမှာတတ်ဆက်ပေးမယ်လို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်အဲ့တော့ပိုင်စင်ကလည်းပဲသူကနင်းသိကျင်းနာတဲ့ အနေထားမှာစီရတဲ့ကျွန်တော်တို့ဒီကောင်လေးကိုပရိကာလေးမိန်ပရိကာလေးတခုအသိထပ်ထိုင်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပါဝါမီလေးကိုတိုင်းကြည့်တဲ့အခါမှာလည်းပဲဒီကလစ်မီတာမှာမြင်နေရတဲ့အတိုင်းပဲကျွန်တော်တို့ကအဲသူ့ရဲ့390ပေါ့နော်နောက်ပြီးသွားလို့ရှိရင်သူကဒီထမ်းမှာပဲ ground ကျိုးပေါ့နော် neutral ကျိုးလေးတစ်ပိတ်ကိုထပ်ပြီးတော့တတ်ဆင်ထားတော့ကိုလည်းကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ပါဝါမီအဝက်ကိုကျွန်တော်တို့ကဆက်ဆေးသွားမယ်ဒီမှာတော့ ဘာဝါတော့ဒီ380အပြီးတော့လာနေတယ်ပေါ့နော်ဟိုဘေးတစ်ဖက်မှာကျွန်တော်တို့ကထားမှတ်ပြီးတော့စစ်စစ်ကြည့်ပါဦးမယ်အဲ့တော့အဗီဒီယိုလေးတုတ်ခေါမှုဖြစ်သွားတော့ကျွန်တော်တောင်းပန်တယ်ပေါ့ခင်ဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာပါဝါကျိုးကိုကျွန်တော်တို့ကသူတို့ကအတုပ်ပြူတဲ့ခါမှာတခါတလေလဲဆွဲတင်းလိုက်လို့ဆိုရင်တအားတင်းတယ်ပေါ့နော်အဲ့တော့ဒီစကူဆွဲထားတဲ့ block ထဲမှာမူလီဆွဲထားတဲ့မီဂျိုတွေကတခါတလေ ရုပ်ထွက်သွားတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာเนาะဒါဆိုရင်ကျွန်တော်တို့ဒီ power plant မှာကျွန်တော်တို့မီးလာမလားကိုကျွန်တော်တို့စစ်ဆေးမယ်ပေါ့နော်တကယ်လို့ power plant မှာမီးလာတယ်ဆိုတော့ကျွန်တော်တို့ကဒီအထွက်ဘက်ကမော်တာကိုသွားတဲ့ဂျိုးကိုကျွန်တော်တို့ပြန်စစ်ဆေးမယ်အဲနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ဒီစစ်ဆေးတာတွေပါတယ်ပြုတ်လုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီမှာမိဘတွေကအစ်စ်ကိုထဲလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က အာဒီကနေပြီးတော့အထွက်ကိုကြာတော့ကျွန်တော်မော်တာကိုသွားထားတယ်ဒီအပေါ်ကကြာတော့ကျွန်တော်ဒီမိန်ဂျိုးကနေပြီးတော့လာတဲ့အဲစစ်တဲ့ plan နဲ့ကျွန်တော် join ထားတယ်ပေါ့နော်ပြီးပါလို့ရှိရင်ဟိုဘေးမှာကြာတော့မိန်ပုံမှန်သူ့ရဲ့ original မိန်ပရိကာလေးတစ်ခုလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဟိုဘေးကဖွင့်ပြီးမှကျွန်တော်တို့ကဒီမိန် plan power plan ကိုထိုးမယ်ပြီးမှကျွန်တော်ဒီမှာခလုတ်ကိုလာပြီးတော့ဖွင့်ယူမှာဖြစ်ပါတယ်ဒါမီးဝင်ပေါ့နော်အဲ့ဒီမှာမီးဝင်ဂျိုးဟုတ်ပြီဒါတော့ ကျွန်တော်တို့ဒီ power plug ကနေလာတဲ့ကျိုးအဲဒီမှာ plug ကျိုးယူရလို့ရှိရင်ကျွန်တော်ဓာတ်လေးကိုထိုးထည့်မယ်ပေါ့နော်အရင်ကကြတော့တို့ကဒီ main power ဖွင့်ထားပြီးလို့ရှိရင်ဒီဟာကို깟ပြီးလို့ရှိရင်တို့ကဓာတ်လိုက်ထိုးထိုးထည့်တယ်ပေါ့နော်တစ်ခါတလေကြလို့ရှိရင် power plug ကိုကျွန်တော်တို့ကစိတ်နေအောင်မထိုးထည့်လို့ရှိရင်လည်းပဲဒါမီးလာတာပုံမမှန်လို့ရှိရင်မော်တာမလဲပဲနဲ့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ခါတည်း မိပလတ်ကိုကျွန်တော်တို့ဝင်အောင်ထိုးထည့်မယ်ပြီးွားလို့ရှိရင်အသက်ထက်ထားတဲ့မိဘလီကောင်ကိုကျွန်တော်တို့ကအပိတ်ဖွင့်ပြီးလောက်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖွင့်ကြည့်မယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာမော်တာလဲပြီးတော့မြေပဲဈေးလေးလည်းကျွန်တော်တို့ကြာလာနေတာကိုတွေ့ရမယ်ပေါ့ခင်ဗျာနော်အဲဒီမှာမြေပဲဈေးလေးတွေအပေါ်အောက်အပိတ်ဒီပဲခွဲတဲ့ဟာလေးပေါ့ခင်ဗျာနော်အဲသူတို့လုံနေရင်တန်လန်းတဲ့မော်တာရန်တော့သွားတယ်ဆိုတော့ဒီစကားထဲမှာ ်လက်ကြံမြေပဲတွေမြေပဲစည်းတွေရှိနေတယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့3 phase motor လေးကိုတောင်းရောက်ပြင်တဲ့ဗီဒီယိုမှတ်တမ်းလေးကိုအခွင့်အရေးရတော့ကျွန်တော်တို့ရိုက်ထားတာလေးပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုရိုက်ထားတဲ့အခါမှာကျွန်တော်တို့တောက်ခါမှုတွေဖြစ်တာတွေစမပြေတာတွေတိခိုက်ခွင့်လောက်ပေးပါခင်ဗျာနော်အားလုံးကိုအတူပဲကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေကြပါစေခင်ဗျာ